โอเคကျွန်တော်စတားမွေးထုတ်စုကြီးကိုရှင်းပြမယ်ဗောနော်အခုကကျွန်တော်ရှင်းပြပြီးတော့ပြီဒါပေမဲ့အတန်မပါလို့ဗီဒီယိုတစ်ပုဒ်ထပ်ရရတာဗောနော်โอเคပြန်ရှင်းပြအောင်နှခါမောဖြစ်သွားတယ်အတန်မပါတော့ဗောနော်โอเคကျွန်တော်တို့တေချာလေးနားထောင်မယ်တေချာလေးနားထောင်မယ်ဆိုတဲ့အခါမှာကျွန်တော်တို့အခုဗောနော်ဒီစတားမွေးထုတ်စုကြီးဆိုတဲ့အခါမှာကျွန်တော်နံပါတ်၄ဝင်ကိုစတားမွေး ထုတ်စုကြည့်ဒီမှာကျွန်တော်တို့ကတိဖို့ကကျွန်တော်တို့ share ဝင်အသေးစားကျွန်တော်တို့အကြီးစားဆိုပြီးကြွေးပြချမ်းသာချက်တော့ရှိတယ်အဲ့ဒီမှာကျွန်တော်တို့ကเนาะကျွန်တော်တို့ဒီစီပွားရေးလုပ်တဲ့အခါမှာဘယ်မှာတလိုင်းညမှာတလိုင်းနှစ်လိုင်းရှိတယ်ကျွန်တော်တို့ကကိုကနေပြီးတော့လူတယောက်ကိုခွင့်လန်းပေးလိုက်တယ်အဲ့လိုခွင့်လန်းပေးလိုက်တဲ့အခါမှာ เนาะมิมี่กูไรดามิมี่ป่ะมิมี่ก็นี่ပြီးတော့ကျွန်တော်တို့က binary plan မလို့เนาะ bed line ညာ line နှစ် line ဟောခွန်းလန်ပြီးလိုက်တယ်ခြေ1ပေါ့ကိုမိတ်ဆက်ပြီးလိုက်တယ်သူဆိုရင်အဓိကမှာမိမီမိမီကနေပြီးတော့ကျွန်တော်တို့ပေါ့เนาะ share ဝင်ကြီးစားနဲ့ဝင်ရောက်လောက်ไก่နေပြီးတော့ဒီလူတွေကိုလည်းကိုယ့်ကိုမိတ်ဆက်ပြီးတဲ့သူကနေ one one ရှင်းပြလို့သူတို့ကလည်း share ဝင်အကြီးစားနဲ့ဝင်ရောက်လောက်ไก่နေပေါ့အဲ့လိုအကြီးစားနဲ့ဝင်ရောက်လောက်ไก่ကြတဲ့အခါမှာကိုဒီ star ဖြစ်ပါတယ် စတားဖြစ်ပါပြီဒီလိုတရိကံပုံစံလေးဆိုတဲ့အခါမှာစတားဖြစ်ပြီးစတားမှာကျွန်တော်တို့ကနှစ်မျိုးရှိပါတယ်ဘာလို့စတားလဲဆိုတော့ supervisor စတားနဲ့ executive စတားဆိုပြီးနှစ်မျိုးရှိတယ်အဲ့လိုနှစ်မျိုးရှိတဲ့အထဲမှာကိုဒီဘာဖြစ်လဲဆိုတော့ executive စတားဖြစ်ပါတယ်ဘာကြောင့် executive 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 ဖြစ်တဲ့အတွက်အဲ့တော့ကိုဒီတဲ့ကျွန်တော်တို့ကတော့ executive စတားဖြစ်ပြီး အဲ့လို executive star ဖြစ်ပြီဆိုတဲ့အခါမှာကိုယ်လိုမျိုးပဲဒီစီးပွားရေးလုပ်ငန်းရှင်ကိုလည်းအမ်ဆင်းပြီးတော့ပြပြရှင်းပြအာဒီစီးပွားရေးမှာ binary plan မင်းနေနဲ့စားသုံးသူတို့မဟုတ်ရောင်းချသူတို့မဟုတ်စီးပွားရေးသမားတို့မဟုတ်အာလုပ်ငန်းစူးစမ်းခြင်းတဲ့သူဘယ်သူညာတို့တော့ခွင့်လန်းပေးဖို့လိုအပ်တယ်ဘယ်လိုပဲချမ်းသာရှင်းပြပေးတဲ့အခါမှာသူကလည်းဘယ်မှာတူညာမှာတူခွင့်လန်းပေးလာပေးလာတဲ့အခါမှာသူကိုယ်တိုင်ကဆင်းပြီးတော့မရှင်းပြတတ်မရှင်းပြတတ်တော့မိမိကနေဆင်းပြီးတော့ရှင်းပြပေးရမယ် ရှင်းပြပေးမယ်ဆိုလို့ရှိရင်တို့တွေကလည်းလုပ်ငန်းเจ้าနားလည်ပြီးတော့ဘာဖြစ်လဲ share ဝင်ခဲ့ကြရတယ်ပေါ့နော် share ဝင်ခဲ့ကြအဲ့လိုဝင်ခဲ့ကြတဲ့အခါမှာတို့ကလည်း share ဝင်အကြီးစားတွေနဲ့ဝင်တယ်ဝင်နေဆိုရင်မိမိကိုယ်တိုင်ကလည်း star ဖြစ်တယ်ကိုယ်ကလည်း star share ဝင်အကြီးစား star မွေးထုတ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့ယာတူးကိုကြည့်တယ်ကိုက share ဝင်အကြီးစားဖြစ်တဲ့အတွက်1800ဘတ်လာပြီးတော့ပြီးပါတယ်เนาะဒါဆိုရင်လေเนาะကျွန်တော်တို့ဒီအနေနဲ့ပေါ့เนาะ 1800ဘတ်လာပြီးတယ်ဒါဆိုရင်ねကျွန်တော်တို့က supervisor ဖြစ်နေခဲ့မယ်ဆိုရင်ကော supervisor ဖြစ်နေခဲ့ရင်မိမိဒီ supervisor star ဖြစ်တယ် supervisor star ဖြစ်တဲ့အတွက်ကိုဒီအဲ့လိုမျိုး star မွေးထုတ်လိုက်ရင်400ဘတ်ပဲရမှာဖြစ်ပါတယ်ဟုတ်ပြီနော်400ဘတ်ပဲရမယ်အဲ့ဒီခါမှာကျွန်တော်တို့တွေအနေနဲ့ပေါ့နော်ကျွန်တော်တို့တွေအနေနဲ့ဒီလိုမျိုးစတာ၄ဘတ်ပဲရမယ်ဆိုတဲ့အနေထားမျိုးမှာ เนาะကျွန်တော်တို့အနေနဲ့ဒီလိုဝင်ွေမျိုးကျွန်တော်400ဘက်ပဲရမှာဖြစ်တယ်ဘာဖြစ်လို့လဲမိမိ supervisor စတာဖြစ်လို့အဲ့တော့အကယ်၍ကျွန်တော်တို့က share ဝင်အကြီးစားဆိုလို့ရှိရင်ဒီပုံစံတိုင်းเนาะဒီပုံစံတိုင်းဆိုရင်ကျွန်တော်က1800ဘက်ရမှာဖြစ်ပါပြောချင်တာက share မိ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  ကိုယ်တိုင်ကနေပြီးတော့နောက်မှတ်ထားလိုက်ပေါ့မိမိကိုယ်တိုင်ရှယ်ယာဝင်အကြီးစားအကြီးစားဖြစ်တယ်ဒါဆိုလို့ရှိရင်မိမိကိုယ်တိုင်ရှယ်ယာဝင်အကြီးစားဖြစ်ပြီးတော့ရှယ်ယာဝင်အကြီးစားစတာဖြစ်တယ်ပြီးရင်မွေးထုတ်တာလဲမွေးထုတ်တာလဲ အကြီးစားစတားကိုမွေးထုတ်တယ်။ဒါဆိုလို့ရှိရင်တော့1800ဘတ်ရမှာဖြစ်တယ်။အဲ့ဒီမိမိကိုယ်တိုင်ရှယ်ယာဝန်ကြီးစားဖြစ်တယ်။မိမိကိုယ်တိုင်ကလည်းစတားဖြစ်တဲ့အခါမှာဘယ်ဝဘယ်ဝညာဝကရှယ်ယာဝန်ကြီးစားနဲ့ရှယ်ယာဝန်အကြီးစားစတားဖြစ်တယ်။ဒါဆိုလို့ရှိရင်မိမိမိတ်ဆက်ပေးလိုက်တဲ့အခွင့်အလမ်းပေးလိုက်တဲ့သူကလည်းရှယ်ယာဝန်အကြီးစားစတားဖြစ်တယ်။ဒါဆိုရင်1800ဘတ်ရမယ်။ဟုတ်ပြီနော်။ Okay ။ဒါဆိုလို့ရှိရင်တဲ့ ကျွန်တော်တို့ကပေါ့နော်ဒီမှာတစ်ခုရှိတယ်တရားစာမှတ်လိုက်ပေါ့နော်ကိုယ်ကနေကိုမှတ်လိုက်ပြီးတော့ဒီမှာတစ်ခုရှိတယ်ဥပမာပေါ့ကျွန်တော်တို့ကရှာဝင်အကြီးစားအကြီးစားမှာ तू ကတော့ supervisor ဖြစ်နေတဲ့ကိုပေါ့နော် supervisor तू ခွင့်လန်းပေးလာတယ်လို့အဲ့ဒီအခါမှာရှာဝင်ဒီလိုမျိုး supervisor ဖြစ်နေခဲ့တယ်ဆိုရင်တဲ့ကျွန်တော်တို့ကအဲ့လာမှာဘယ်လောက်ပေးရလဲဆိုတော့ကျွန်တော်တို့400တက်ပေကျွန်တော်တို့ရပါတယ်မိမိကရှာဝင်အကြီးစားဆိုရင်တော့နော်ဒါဖြစ်လေ400တက်ပေရပါတယ် ဒီလိုမျိုးအနိထားမျိုးဆိုရင်နော်အကယ်၍တဲ့သူကလေးရဘတ်ဟုတ်ပြီဒီလားမှာပေါ့ဒီလားမှာသူကစူပါဗိုင်ဇာပဲလုပ်ဖြစ်နေတယ်နောက်လာကြမှသူကရှယ်ယာဝင်အကြီးစားကိုပြောင်းလိုက်တယ်ရှယ်ယာဝင်အကြီးစားပြောင်းလိုက်တယ်ဒါဆိုရင်အဲ့ဒီလားမှာတဲ့ကိုကရှယ်ယာဝင်အကြီးစားဖြစ်တဲ့အတွက်ရှယ်ယာဘတ်သူလက်ထပ်ပေးပါလေတဲ့ထောက်နေရပဲဖြစ်သွားတာဟိုမှာကတော့တခါတည်းတစ်လုံးတည်းဆိုရင်တော့ထောက်ရှယ်ယာအဲ့ပြောချင်တာကအဲ့တော့ကျွန်တော်တို့ရဲ့အနေနဲ့ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ကူပြောင်းလိုက်တဲ့ဆိုရင်ရှယ်ယာဘတ်ထက်ရတယ် ဒါစကားမွေးထုတ်စုကြည့်ပေါ့နော်အကယ်၍မိမိကိုယ်တိုင်ကစူပါဗိုက်ဇာဖြစ်နေမွေးထုတ်လိုက်တာလဲစူပါဗိုက်ဇာဆိုလို့ရှိရင်၄00ဘက်ပဲရတယ်တပတ်သူရှေ့အောင်အကြီးစားပဲပြောင်းပြောင်း၄00ဘက်ပဲမတိုးတော့နော်ဘာဖြစ်လဲကိုယ်ကရှေ့အောင်အသေးစားဖြစ်လို့ဟုတ်ပြီဒီဝင်ငွေရဲ့အနှစ်သာရကလည်းကြတော့ဘယ်လိုမျိုးလဲဆိုတော့မိမိကမိတ်ဆက်ပေးတဲ့သူကိုဝင်ငွေရအောင်ကူညီပေးမှာမိမိဝင်ငွေရတဲ့ပုံစံမျိုးဘယ်လိုမျိုးလဲဥပမာပြောပြပေးမယ်ပေါ့နော်ကျွန်တော်တို့ပြောခဲ့တဲ့နံပါတ် 3ဒါမြင်အောင်ကြည့်နော်နံပါတ်3ဝင်ငွေပေါ့နံပါတ်3ဝင်ငွေကဗာလဲမိတ်ဆက်စုကြီးမိတ်ဆက်စုကြီးမှာဗာပြောခဲ့လဲကိုကနေဂျီဝမ်တယောက်ခွန်လန်းပေးတယ်ရှယ်ယာဝင်ကြီးစားဆိုရင်ဘယ်လောက်ရလဲကျွန်တော်တို့900ဘတ်ဒီဘက်မှာကြီးစားဆိုရင်ဘယ်လောက်လဲ900ဒါဆို1800ဘတ်မဖြစ်ဘူးလား1800ဘတ်ရအဲ့လို1800ဘတ်ရတယ်ဆိုတဲ့အခါမှာဗောနော်ဒါဒီဘာဝင်ငွေလဲနံပါတ်3ဝင်ငွေနံပါတ်3ဝင်ငွေအဲ့တော့ ကျွန်တော်တို့ကပေါ့နော်ဒီနံပါတ်3ဝင်ငွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကတော့မိတ်ဆက်စုကြီးဝင်ငွေရသွားပြီကိုမိတ်ဆက်လာတဲ့သူတွေကဝင်ငွေရလားမရသေးဘူးအဲ့ခါမှာသူတို့ကလည်းဝင်ငွေရအောင်ကူညီပေးမယ်ဘယ်လိုကူညီပေးမလဲဆိုရင်ဆင်းပြီးရှင်းပြပေးမယ်အေးတကယ်ချင်းရင်မင်းနေနဲ့ဒီစီပွားရေးမှာတော့ binary plan ဘယ်လိုပဲချမ်းသာစသဖြင့်ပြောပြပေးတဲ့အခါမှာ तू ကလည်း bed line ညာ line အခွင့်အလမ်းပေးလားအခွင့်အလမ်းပေးလာတဲ့အခါမှာဒီခွင့်အလမ်းပေးလာတဲ့လူတစ်တွေကနားမလည်သဘောမပေါဘူးအဲ့ဒီခါမှာ तू ကကိုကိုတိုင်ကနေစင်ပြီးရှင်းပြပေးမယ် ဆင်းပြပေးတဲ့အခါမှာကျွန်တော်တို့ကနေပြီးတော့လုပ်ငန်းအကြောင်းဒီလူကနားလဲသွားမယ်သဘောပေါက်သွားမယ်သဘောပေါက်သွားတဲ့ဆိုလို့ရှိရင်သူဒီဘာဖြစ်လဲ share ဝင်ခဲ့မယ် share ဝင်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာဖြစ်လဲဒီလိုမျိုး share ဝင်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့သူဒီ စတားဖြစ်သွားပြီဒါဆိုရင်စတားဖြစ်တဲ့အပြင်ကသူဒီဘာဖြစ်လဲကိုမိတ်ဆက်ပေးလိုက်တဲ့သူဒီကိုလိုပဲမိတ်ဆက်စုကြီးမရဘူးလားသူမိတ်ဆက်ပေးတဲ့သူကရှယ်ဝင်အကြီးစားဖြစ်သွားခဲ့တယ်ဆိုတော့900 900 1800ဘတ်သူမရဘူးလားရသွားတယ်ကိုမိတ်ဆက်ပေးတဲ့သူအဲ့တော့ကိုမိတ်ဆက်ပေးတဲ့သူကိုဝင်ငွေနံပါတ်3ဝင်ငွေမိတ်ဆက်စုကြီးရအောင်ကုညီပေးခြင်းအပြင်ကျွန်တော်တို့ကစတားမှုထုတ်စုကြီးကိုခံစား권ရရှိမှာဖြစ်တယ်ကိုမိတ်ဆက်ပေးတဲ့သူကိုနံပါတ်3ဝင်ငွေမိတ်ဆက်စုကြီး မဖန်ဒီကျွန်တော်တို့မရဘူးသူဝင်ဝင်ရအောင်မကူညီပေးဘူးဆိုလို့ရှိရင်ဘာဖြစ်မလဲကျွန်တော်တို့တွေအနေနဲ့လည်းစတာမှုထုတ်စုခြင်းမရနိုင်ဘူးပြီးတော့ကိုမိတ်ဆက်ပေးတဲ့သူကိုကူညီပေးမှသာလေရတာဖြစ်တယ်ဒါဆိုနားလဲမယ်ထင်တယ်အဲ့တော့တေချာလေးနားလဲအောင်ကြည်ပါနှစ်ခေါက်သုံးခေါက်ကြည်ပါတစ်ခေါက်ထဲနဲ့တော့နားမလဲဘူးတချို့ຢာရပါဘောနော်အဲ့တော့ကျွန်တော်တို့တွေအနေနဲ့ပေါ့နော်အဲ့ဒါကြောင့်မလို့ share ဝင်အကြီးစားရွေးချယ်ဖို့လုပ်တယ်ဒါအပြင်ကိုမှကျွန်တော်တို့ကကျွန်တော်တို့မိတ်ဆက်ကျွန်တော်တို့ကိုယ်တိုင်ကပေါ့နော် အဲဒီဒီဝင်ဝင်မှာဆိုရင်ကျွန်တော်တို့ကဘာဖြစ်လဲရှယ်ဝင်ကြီးစားရွေးချယ်ဖို့လိုတယ်ပြီးရင်ကိုယ်တိုင်ကနေပြီးတော့အဲကိုယ်တိုင်ကနေပြီးတော့ဘာဖြစ်လဲကျွန်တော်တို့ရှယ်ဝင်အကြီးစားစတားဖြစ်ဖို့လိုတယ်အဲเนาะဒါတက်တက်ကပါလဲရှယ်ဝင်ကြီးစားဖြစ်ဖို့လိုတယ်ပြီးရင်ကိုယ်တိုင်ကလည်းရှယ်ဝင်အကြီးစားစတားဖြစ်ဖို့လိုတယ်အဲเนาะဒီလိုပုံစံပြီးပြီးဆိုရင်နံပါတ်3အဲနံပါတ်3ချက်ကပါလေကိုမိတ်ဆက်ပေးလိုက်တဲ့သူကိုเนาะနံပါတ်3ဝင်ငွေရအောင် ရအောင်ကူညီပေးရမယ်အဲ့လိုကူညီပေးတဲ့ဆိုတဲ့အခါမှာစတာဖြစ်အောင်ကူညီပေးရမယ်အကယ်၍ကိုမိတ်ဆက်ပေးတဲ့သူကိုစတာဖြစ်အောင်မကူညီပေးဘဲနဲ့အကယ်၍ကိုမိတ်ဆက်ပေးတဲ့သူကဒီလိုမျိုးပဲပေါ့ ဒီလိုမျိုးပဲဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့တူပဲခွင့်လန်းပေးတယ်ဒီဘက်ဘညာမဖြစ်လာဘူးဆိုလို့ရှိရင်ကလေးကျတော့စတာမွေးထုတ်စုကြည့်ရမှာမဟုတ်ဘူးအဲ့တော့ဘညာဖြစ်အောင်ကူညီပေးမယ်အဲ့တော့ဘာဖြစ်လဲသုံးဝင်ငွေရအောင်ဘညာဖြစ်အောင်ကျွန်တော်တို့မိတ်ဆက်ပေးကိုမိတ်ဆက်ပေးတဲ့သူအဲ့လိုမျိုးကူညီပေးခြင်းအားဖြင့်ဒီမှာရနိုင်တာဖြစ်တယ်ဒီတော့စတာမွေးထုတ်စုကြည့်ကိုနားလည်သဘောပေါက်မယ်ထင်ပါတယ်နော်